ကဲလာပြည့်ညမှာလာပြည့်ညမှာ ပြုလို့ပါတော့ပီရဈေးပေါ့ပီရဈေးဆိုတာပီရခတ်ဈေးယောက်ျားလေးရမိန်းကလေးကိုမိန်းကလေးရယောက်ျားလေးကိုကိုခင်မုန်းကိုကိုချစ်သူကိုကိုဇနီးကိုစသည်အားဖြင့်အဲ့တော့ကိုချစ်စေခြင်းတဲ့သူခင်စေခြင်းတဲ့သူကျင်နာစေစေခြင်းတဲ့သူကိုပြောသမျှစကားကိုစကားကိုအောင်စေအောင်ပေါ့နော်အဲ့တော့သူကပီရခတ်ဈေးဆိုတာ ရှိတယ်အဲ့ဒါက သွေးနဲ့လောက်ရတယ်သွေးဆိုတာကနှလုံးသားကလာတော့သွေးအဲ့ဒီဥစ္စာဖောက်တယ်ဖောက်ပြီးတော့အဲ့ဒါကတော့ဘယ်နေရာဘယ်နေရာဆိုတာကျွန်တော်ပြောပြောပြမှာပေါ့နော်လက်မောင်းသွေးဖောက်တယ်လို့ခေါ်တာပေါ့အဲ့ပီယာဈေးနဲ့ဓာတ်ဆင်တဲ့ဟာပါပဲအဲ့တော့ तू ကအခုပြုတ်လုထားတယ်ပေါ့နော်ဒါခုနှစ်သားသမီးအတွက်အနေနဲ့အရက်ကလာမဲ့မိတ်ဆွေတွေအတွက်ကိုကျွန်တော်ကြိုတင်စီမံထားတယ်အဲ့ဒါတော့ဒါပါပဲနော်ဒါကပီယာခက်ဆေးအတွက်သုံးဖို့ပေါ့နော် तू ကမိတ်တွေနဲ့ ရန်ထားတဲ့အရာလေးပါပဲเนาะဒီဥစ္စာလေးကိုအဲ့တော့ကျွန်တော်မိတ်ဆွေတွေအနေနဲ့ရက်ကလာတဲ့အခါမှာသုံးလို့ရအောင်လို့အများကြီးစီစဉ်ထားတယ်အဲအဲ့ဒါဒီနေ့ညမှာကျွန်တော်လုပ်ဖြစ်တဲ့ရေရရာလေးတစ်ခုပါပဲအစီအမံလေးတစ်ခုပါပဲเนาะကဲကျွန်တော်မိတ်ဆွေတွေအားလုံးစေချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေကျွန်တော်ကျော်စိန်ဖန်ပါဒီပီရခတ်ဆေးကိုလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်3992533958အဲ့ဒီဖုန်းနံပါတ်ကိုဆက်သွယ်ပါ အဲ့တော့ကြကြနာနာတော့စီမံထားပြီအားလုံးအဆင်ပြေတယ်အဲ့တော့နှစ်ပေါင်းများစွာကျွန်တော်သုံးလာတယ်ပြီးရခတ်စီပါပဲအဲ့တော့သုံးဘူးတဲ့လူတွေတည်တယ်နော်အဲ့တော့ကိုပြောသမျှစကားအောင်တယ်ဗျာအဲ့တော့တန်တန်ဆွဲဖြစ်နေရမယ်ဘောအူစုပ်ပြီးကြက်ထားသလိုမြဲသွားစီရမယ်အဲအဲ့လိုမျိုးဖြစ်သွားမယ်နော်ကဲဒါပါပဲအားလုံးအဆင်ပြေကြပါစီ